ရော်နယ်ဒိုသာနီးပြလုံမယ်ဆိုကမ္ဘာအကောင်းဆုံးထိပ်တန်းစူပါနီးပြဖြစ်လာမယ်လို့ဟောကိန်းထုတ်ခံရာကမ္ဘာအကောင်းဆုံးဘောလုံးသမားဂိုကြီးရော်နယ်ဒိုဟာယခုလာမယ့်ဘောလုံးရာသီမှာအသက်၄၀ပြည့်မှာဖြစ်ပြီးသူ့ရဲ့ကစားသမားဘွားလက်ကျန်အချိန်ကသိမရှိတော့ဘူးလို့လူသိရှင်ကြားဝန်ခံထားတာပါဒါကြောင့်လဲယခုလက်ရှိ Sorry Arabia Pro League အနာစာအသင်းမှာကစားနေတဲ့ရော်နယ်ဒိုဟာသူရဲ့လက်ကျန်ကစားသမားဘွားကိုပပပပဖျက်တမ်းနေတာဖြစ်ပြီးအပန်းဖြေခီးထွက်တာအနာဂတ်နောက်ရေးအတွက်စီးပွားရေးလုပ်ငန်းကြီးတွေမှာရင်းနှီးမြှုပ်နှံနေတာစသည်ဖြင့်ကစားသမားဘွားအနာယူရမယ့်အချိန်အတွက်ပြင်ဆင်နေတာဖြစ်ပါတယ် ဒါပေမဲ့လည်းရော်နယ်ဒိုလိုဘောလုံးအပေါ်မှာဆွဲလန်းယူသွလွန်လို့အသက်၄၀အထိအနာမယူသေးဘဲကစားနေတဲ့သူကကစားသမားဘွားကအနာယူပြီးရင်ဘောလုံးလောကကအပြီးတိုင်ထွက်ခွာသွားဖို့ဆိုတာကမဖြစ်နိုင်သလောက်ပါ။ဒါကြောင့်မန်ယူအသင်းမှာရော်နယ်ဒိုရဲ့အသင်းပေါ်ဖြစ်ခဲ့တဲ့ပြင်သစ်တိုက်စစ်မှုလူဝဲစာဟာကရော်နယ်ဒိုဟာ professional ကစားသမားဘွားကအနာယူပြီးရင်နီးပြအဖြစ်နဲ့ဘောလုံးလောကကိုချိန်တိပြန်လာလိမ့်မယ်လို့ဟောကိန်းထုတ်လိုက်ပါတယ်။ဒါအပြင်လူဝဲစာဟာကရော်နယ်ဒိုသာနီးပြဖြစ်လာမယ်ဆိုနာမည်ကြီး Real Madrid နီးပြဟောင်းစီတန်းနဲ့ အတလက်တီကိုမက်ထရစ်နီပြစီမျိုနီတို့ပေါင်းဆက်ထားတဲ့ပုံစံမျိုးနဲ့ထိတ်တန့်နီးပြဖြစ်လာလိမ့်မယ်လို့ခန့်မှန်းလိုက်တာပါရော်နယ်ဒိုသာနီးပြဖြစ်လာခဲ့ရင်ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာနဲ့ပတ်သက်လို့ CSDB သတင်းဌာနကိုစာဟာကပြောခဲ့တာကခရစ်စတီယာနိုမှာအော်မီနက်ထိတ်တန့်နီးပြတယောက်ဖြစ်လာနိုင်တဲ့အရေးချင်းပြေဝါရှိပါတယ်ဘောလုံးပေါ်မှာထားတဲ့သူ့ရဲ့ energy တွေသူ့ရဲ့ဆရာထက်တန်မှုတွေဘလောက်ပြင်းတယ်လဲဆိုတာကိုကျွန်တော်တို့အားလုံးမျက်ဝါးထက်ထင်မြင်ထားပူပြီးသားပါ သူမှာအတလက်တီကိုနီးပြစီမျိုးနေလို့အောင်ပွဲပေါ်ပြင်းထန်တဲ့စာလောင်မှုနဲ့အတူဇီဒန်လိုအများကယုံကြည်အားကိုလေးစားရတဲ့အရေးသွေးရှိပါတယ်။ဒါကြောင့်ရိုနယ်ဒိုသာနီးပြဖြစ်လာမယ်ဆိုဇီဒန်နဲ့စီမျိုးနေပေါင်းဆက်ထားတဲ့ကမ္ဘာထိပ်တန်းနီးပြတယောက်ဖြစ်လာမှာပါလို့မန်ယူတက်စစ်မှူးအောင်လူဝဲဆာဟာကဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။ဒါပြင်လူဝဲဆာဟာကရိုနယ်ဒိုဟာကမ္ဘာအကောင်းဆုံးနီးပြအများကြီးရဲ့လက်အောက်မှာအချိန်တော်ကြာကစားခွင့်ရခဲ့တာကလေသူရဲ့နီးပြပွားကိုအထောက်အကူပြုစီလိမ့်မယ်လို့ပြောခဲ့တာပါ။ရိုနယ်ဒိုဟာဂျိုဆေမော်ရီညိုကာလော့စ်အန်ဆယ်လော်တီ ဆာလာဖာဂူဆန်တို့လိုထိပ်တန်းနီးပြားတွေအများကြီးအောင်မှာကစားခဲ့ရတာပါဒီထိပ်တန်းနီးပြားတွေရဲ့ပညာတွေကရိုနယ်ဒိုကိုကမ္ဘာထိပ်တန်းနီးပြားတစ်ယောက်ဖြစ်စေပါလိမ့်မယ်ရိုနယ်ဒိုတင် जा ပေးနိုင်မှာကဘောလုံးအကြောင်းတသက်တစ်ခုတည်းမဟုတ်ပါဘူးကိုကုတ်ကိုဘလို့ထိန်းချုံရမလဲကစားသမားပွားကိုဘလို့ထိန်းသိမ်းရမလဲဂိုးတွေဘလို့သွင်းရမလဲစားတာတွေကိုတင် जा နိုင်ပါလေရိုနယ်ဒိုကဘောလုံးလောကမှာအမားနေတဲ့အစံပြလူအရှုံးမပေးဘဲပန်းနဲ့ရောင်စူးစမ်းခြင်းရဲ့စံနမူနာယူစရာလူသားပါ ဒါကြောင့် Ronaldo ဟာနီးပြားတယောက်ဒါမှမဟုတ်ဘောလုံးအသင်းဥက္ကဋ္ဌတယောက်ဖြစ်နိုင်ပါတယ်။ Luis Saha ကပြောသွားတာဖြစ်ပါတယ်။ Saha နဲ့အတူဘောလုံးပရိသတ်အများစုက Ronaldo ကိုဘောလုံးလောကကအနာယူပြီးရင်နီးပြားတယောက်ဖြစ်လာဖို့မျှော်လင့်နေတာပါ။ဒါပေမဲ့လည်း2018ခုနှစ်ကအင်တာဗျူးတစ်ခုမှာတော့ Ronaldo ကနီးပြားအလုပ်ကရှုပ်ထွေးတာမို့နီးပြားမဖြစ်ချင်ပေ။ဘောလုံးကစားတာကိုပဲအာရုံစိုက်ရတာကြိုက်တယ်လို့ပြောမှုပါတယ်။ Ronaldo ကအခုအချိန်မှာတော့ကျွန်တော်နီးပြားမဖြစ်ချင်ပါဘူး။လူတွေကတော့ကျွန်တော်ဟာအနာဂတ်မှာနီးပြားတယောက်ဖြစ်လာဖို့ profile ရှိလာလိမ့်မယ်လို့ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ကျွန်တော်ကတော့နီးပြလို့ရတာကိုမကြိုက်ပါဘူး။ဒါပေမဲ့လာမယ့်9နဲ့6နဲ့အတွင်းမှာကျွန်တော်ရဲ့အမြင်တွေပြောင်းလဲကောင်းပြောင်းလဲနိုင်ပါသေးတယ်လို့ပြောပူတာပါ။နောက်ထပ်အင်တာဗျူးတစ်ခုမှာတော့ရော်နယ်ဒိုဟာသူ့ရဲ့သားရော်နယ်ဒိုဂျူနီယာဘောလုံးလောကထဲမှာအောင်မြင်လာတဲ့အချိန်တည်းကစားသမားဘွားကအနားမြူသေးတဲ့ပုံစံမျိုးပြောသွားပါရယ်။ရော်နယ်ဒိုကသူ့ရဲ့မိသားစုနာမည်ကဘောလုံးလောကထဲမှာဆက်ခံနိုင်ရမယ်ဆိုတဲ့သဘောမျိုးပြောသွားတာပါ။ရော်နယ်ဒိုတရားနှီးပြဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်ရပါမယ်။ပရိသတ်တွေကရောရော်နယ်ဒိုကိုနှီးပြဖြစ်မြင်ကြတဲ့သူရှိပါသလား။ 我問你妈乜即係俾多少隻包咁